ညာဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိအခုခေတ်လူတွေကဟိုတက္ကသိုလ်တို့ကောလိတို့သွားပြီးတော့နိုင်ငံညာတို့သွားပြီးတော့သင်တာကိုပညာလို့ပြောနေကြတယ်တကယ်ကတော့ပညာသင်တာမဟုတ်ဘူး subject matter ကိုသင်တာအဲ့ဒါကိုသုတ္တလို့ပဲခေါ်တယ်သုတ္တဆိုတာနားနဲ့သင်ယူလို့သုတ္တလို့ခေါ်တာဒါမို့သုတ္တကိုဘာသာပြန်တဲ့အခါလမ်းနဲ့ပဲပြန်တယ် တင်ယူတယ်ဒါနဲ့တင်ယူတယ်ဘာရီတင်တာရောတက္ကသိုလ်မှာဘာရီတင်တာရောဆိုဆပ်တမတာရီတင်တာဘယ်လိုလုပ်ရမလဲဘယ်လိုမန်နေဂျမန့်ပညာဘယ်လို business ဘယ်လိုလုပ်ရလဲဆိုအကြောင်းအရာတွေပဲတင်တာအဲ့ဒါပညာလားလို့ဆိုမဟုတ်သေးဘူးပညာဆိုတာအဲ့ဒီတင်ထားတဲ့အချက်လက်နဲ့လက်တွေ့အသုံးချပြီးတော့ experience ဖြစ်လာပြီးကိုယ်ပိုင်ကိုလှုပ်တဲ့နဲ့မလှုပ်တဲ့မှု ဆုံးဖြတ်လာပြီးဆိုမှပညာเนาะ ပညာဆိုတာအတိပြောတာအတိညာဆိုတာပေးလို့မရဘူးပေးလို့ရတာ subject matter ပဲပေးလို့ရဒါမို့ပေးလိုက်တဲ့ subject matter ကိုသုတလို့ပဲခေါ်တယ် general knowledge ပေါ့ဘဟုသုတလို့သုံးအဲ့ဒီသုတကမှစဉ်းစားဆင်ញင်ပြီးလက်တွေ့သုံးချတဲ့အခါမှာပညာဖြစ်တယ်အဲ့တော့ပညာရှိလာပြီဆိုလို့ရှိရင် တချို့ပညာရှိတဲ့ပုဂ္ဂိုလ်ကသုဒ္ဓရှိမရှိရှိရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာလို့လို့စဉ်းစားပြီးလုပ်တာအဲ့တော့အမှားမရှိဘူးအပညာတတ်ပြီးမှမှန်ရရင်လုပ်တဲ့လူတွေလည်းအများကြီးရှိတယ်နော်မပြောသင့်တာပြောလို့ပြဿနာတက်တယ်မလုံးသင့်တာလုပ်လို့ပြဿနာတက်တယ်အများကြီးပဲရှိတယ်သူကြည့်လိုက်တော့ educated ပဲ educated ပဲတကယ်ကိုသင်ထားတဲ့ပုဂ္ဂိုလ်ပဲအေးပညာဆိုတာတခြားဆိုတာကိုသတိထားဖို့လိုတယ် ဒါကြောင့်မို့ပညာဆိုဒီမှာပိုင်းပိုင်းခြားခြား क्वे क्वे ပြပြသိရှိတာကိုပညာတနည်းအားဖြင့်ပြောမယ်ဆို wisdom သင်လို့တတ်တာ knowledge knowledge နဲ့ wisdom အဲ့လိုခွဲပြောမယ်ဆိုရင်ရ wisdom ဆိုတာလက်တွေ့သုံးချပြီးတော့ဆုံးဖြတ်နိုင်တာကို wisdom လို့ခေါ်တယ်ပြောမယ်ဆိုရင် experience သက်ဆိုင်တယ်ဒါဒါကြောင့်မို့ ီမှာဆိုလိုတဲ့ပညာဟာဘာလို့ဆိုရင်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိတယ်အဲ့ဒီခွဲခြားသိမှုဆိုတာအမြဲတမ်းအရေးပါတယ်အဲ့ဒါစဉ်းစားအဲ့ဒီအချိန်မှာသီဝရီကိုရွရတာမဟုတ်ဘူးလေလှုပ်တင်ပါတယ်မလှုပ်တင်ဘူးဆိုတာအကြောင်းအသင်အဲ့ဒါမှမဟုတ်တာပဲအကြောင်းအသင်လည်းနည်းနည်းပဲသင်လို့ရမှာပေါ့အဲ့တော့ကိုယ့်ဘက်ကိုစဉ်းစားတာလှုပ်တင်လားမလှုပ်တင်ဘူး ြောသင်လားမပြောသင်ဘူးပြောသင်သလားမပြောသင်တဲ့စကားလားဟောကိုယ့်ကိုခွဲခြားသည်အဲ့ဒါကြပညာလို့ခေါ်တယ်လှုပ်သင်တာနဲ့မလှုပ်သင်တာပြောသင်တာနဲ့မပြောသင်တာကိုယ်ကိုယ်ပြပြသိတာပညာမသိရင်ဘာဖြစ်လဲဆိုရင်လှုပ်သင်တာကို မလှုပ်သင်ဘူးလို့ထင်တယ်မလှုပ်သင်တာကြတော့လှုပ်သင်တယ်လို့ထင်တယ်ဟောလွဲသွားအဲ့တော့လှုပ်သင်တာကိုမလှုပ်သင်ဘူးလို့ထင်တာနဲ့ မလုံးတဲ့နာကိုလုံးတဲ့နယ်လို့ထင်တာနှစ်ခုစလုံးဟာအကျိုးဆုံးတဲ့အခါမှာတူတူပဲမလုံးတဲ့နာကို လုံးလို့ရှိရင်မမရွင်လို့ဒီအတွက်ကြောင့်ချီမားတဲ့ဆုံးရှုံးမှုကိုဖြစ်စေလုံးတဲ့နာကိုမလုံးဖဲနေရင်ရတဲ့နာမရသည့်အတွက်ကြောင့်ဆုံးရှုံးမှုပဲဖြစ်တယ်ဒါမို့စာပေကျမ်းကမှာ ဆိုထားတာရှိတယ်အကတ္တဘကရဏဝိယကတ္တဘကရဏပိဒေါသောယေဝါဆိုရယ်ဆိုယိုးလေးတစ်ခုရှိတယ် ပြောလို့ပြောတဲ့ပြောတာကပါတော့ဆိုမလုတ်တဲ့နာကိုလှုပ်တာနဲ့လှုပ်တဲ့နာကို မလှုပ်ဖဲနေတာဟာတူတူပဲအပြစ်ကြီးပဲလို့သူပြောတယ်ဒီနှစ်ခုကတူတူပဲမလုတ်ဒုတိယအပြစ်တင် ပြောတာပေါ့လူတယောက်ဒုက္ခရောက်ပြီဆိုရင်ပြောတယ်ဒီလူကမလုတ်တဲ့နာလှုပ်တာဒါကြောင့်မို့ဒုက္ခရောက်တယ်ဒါတော့အပြစ်တင်လှုပ်တဲ့နာမလှုပ်ဖဲနဲ့ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်လှုပ်တဲ့နာကိုမလှုပ်လို့ ပျက်စီးဆုံးရှုံးသွားတဲ့ပုံစံရှိတယ်။ဒါကြောင့်မို့အကျိုးသက်ရောက်မှုချင်းကြတော့တူတယ်လို့ဆိုလိုတယ်ပေါ့ဒီတစ်ခုစလုံးကပြစ်ပဲဆိုပါစို့မိဘဆိုတာပြုစုရမယ်တောင်းဝတရားရှိတယ်လှုပ်တင်တယ်မလှုပ်ဘဲနေလို့ရှိရင်အပြစ်ဖြစ်တာပဲဒါလေနော်ပညာငယ်စဉ်အသင်ရမယ်လှုပ်တင်တယ်ပညာသင်ရမှမသင်မဲနဲ့နေလို့ရှိရင်လှုပ်တင်တာကိုမလှုပ်ဘူးလို့ခေါ်တယ်စီးပွားရှာရမယ်လှုပ်တင်တယ် မလုပ်ဘဲနေလို့ရှိရင် စီပွားဥစ္စာမတိုးတက်ဘူးဒါဆုတ်ရှုတ်မှုတစ်ခုပဲလေမလုံးတဲ့နာကိုလုံးလို့ပစ္စည်းတွေပြတ်သွားတယ်မလုံးတဲ့နာကိုလုံးလို့အပြစ်ဖြစ်တယ်လုံးတဲ့နာ မလုံးလို့ရှိရင်လည်းမရဘူးဆုံးရှုံးတယ်အဲ့ဒီနှစ်ခုကို ခွဲခွဲပြားပြားသိပြီးတော့မလုံးတဲ့နာကိုရှောင်းတယ်လုံးတဲ့နာကိုလှုပ်တယ်ဆိုတာပညာရဲ့စွမ်းရည်လို့ခေါ်တယ်အဲ့ဒီပညာမျိုးရှိရမယ်တဲ့ဒီလိုပြောတာနော်